မင်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်၂၀၁၇ခုနှစ်မှာပတ်ဝန်းကျင်ပေါ်ရောက်ထားတဲ့အရှိတီမောနိုင်ငံအာဆီယံပတ်ဝန်းကျင်လာမှုကိုကြိုဆိုကြောင်း NUG ကထုတ်ပြန်အရှိတီမောနိုင်ငံလိုအများကသိရဲ့တီမောလက်စတင်နိုင်ငံအာဆီယံပတ်ဝန်း၁၇နိုင်ငံဖြစ်လာတာကိုကြိုဆိုတယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကမနေ့ကထုတ်ပြန်တယ်တီမောလက်စတင်နိုင်ငံနေဖြင့်အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်တွေ့ဆုံကြိုဆိုပါတယ် ဒီခန်းကဏ္ဍတဲ့ကနေကျွန်တော်တို့ရဲ့ data အတွင်းစီးလုံးညီညွတ်မှုနဲ့ပူပေါင်းဆောင်ရွက်မှုကိုပုံမခိုင်ပါစေဖို့စုမကတားလိုက်တယ်လို့ NGO ကထုတ်ပြန်တယ်။မရှိဒီမောနိုင်ငံကို17နိုင်ငံမြောက်အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်တရားဝင်လက်ခံချောင်းအာဆီယံဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထံမပေါ်လို့9နှစ်ဆက်တိုင်မင်းအောင်လိုက်မတရား48ချိန်မြောက်အာဆီယံထိပ်သီးစည်းဝေးပွဲမှာလက်မှတ်ရေးထိုးတည်ပြုခဲ့တာဖြစ်တယ်။အရှေ့ဒီမောနိုင်ငံကအာဆီယံဖွဲ့ဝင်ဖြစ်သီးမဲ့ပြည်ပို2025အာဆီယံကုထာဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ပါဝင်အာဆီယံကောင်ဆောင်နေတဲ့နိုင်ငံကောင်ဆောင်တွေကလက်မှတ်ရေးထိုးခဲ့လို့သိရတယ်။ ဒါအာဆီယံက26နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်နောက်ထပ်ဖွံ့ဝင်နိုင်ငံတနင်္ဂနွေကိုလက်ခံခဲ့ရဖြစ်တယ်လို့သိရတယ်။အရှေ့ဒီမောနိုင်ငံ2000ခုနှစ်မှာအင်ဒိုနီးရှားနိုင်ငံစီကနေလွတ်လပ်ရရှိခဲ့တာဖြစ်ပြီး2017ခုနှစ်မှာအာဆီယံဖွဲ့ဝင်ဖြစ်ပထမဆုံးစတင်လျှောက်ထားခဲ့တာအခု48ကျိန်မြောက်အာဆီယံတိုက်တည်စည်းဝေးမှာတော့အာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်လက်ခံခဲ့တာဖြစ်ပါတယ်။အရှေ့ဒီမောနိုင်ငံ NUG ဆိုရနဲ့ဆက်ဆံရေးကောင်းရှိပြီးမြန်မာနိုင်ငံတွေတော်လိုင်းကိုထောက်ခံအားပေးတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးဝက်လက်နဲ့ပေါင်းမြုပ်နယ်ရှိကြရဲကိုစစ်တပ်ကဝိုင်းတွဲနေတဲ့ပုံလုံးတရားကြောင့်တိုက်ချမှုပြည်သူခုနောက်ထိခိုက်တဲ့အရာသခိုင်းနိုင်ဝက်လက်မြုပ်နယ်မှာရှိကြရဲကိုလင်းရင်နဲ့ဇက်ဖက်စစ်တပ်ကနေရက်ဆက်တိုက်ပုံစံတိုက်ခိုက်ခဲ့ကြောင်းပြည်သူခုနောက်ထိခိုက်တဲ့အရာရှိခဲ့ကြောင်းဝက်လက် information နဲ့ဝက်တောင်းရှိသူကပြောတယ်အော်တိုဘာ26နေ့မနက်9:49မိနစ်ကအချိန်ကစတင်ပြီးဝက်လက်မြွနဲ့နောက်ဆက်ဝက်လက်ရသားဈေးလမ်းပိုင်းကိုဂျပန်စစ်တပ်တရောင်းလေတက်ကတက်လာတဲ့ဝိုက်တွင်းလေတစီက49လုံး ကျဲကျတိုက်ခိုက်ခဲ့ပါတယ်။ဇပ်ဖက်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုတွေပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးဦးခေါင်းကိုဘုံစားတိမတ်တဲ့ဦးပါဝင်တာကြောင့်တရားချင်းတွေကိုဆက်လက်စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။အလားတူအော်တိုဘလာ25ရက်နေ့ကလည်းဂျပန်စစ်တပ်သတောင်းလေတက်ကတက်လာတဲ့ဝိုင်းတွင်းနေတဲ့စီကဝက်လက်မြန်နဲ့နောက်ဆန်းရှိကျေးရတွေကိုပုံ38လုံးစင်စာတိုက်ခိုက်ခဲ့ကြတယ်။ဒီတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုရှိကြောင်းသိရတယ်။မနေ့ကစစ်ခွေးတွေပုံကျဲသွားတာကပြည်သူခုနှစ်ဦးထိခိုက်တယ်ရလို့သိရတယ်။ တောင်းကတော့ဥကောင်းကိုပုံစံမှန်လို့တရားကျင်းနေဆိုရတယ်။စေကုသမှုပေးပြီးတော့ဆက်လက်ဆောင်ကျင်းနေရတယ်။စေခွေးတွေရဲ့လေကြောင်းတိုက်ခိုက်မှုကနေ့စဉ်ကိုပြုလုပ်နေလို့တီတွေလည်းဘေးလွယာကိုပြင်းနေရပါတယ်။ထို့ပြင်မကွေးတိုင်းပေါင်မြို့နယ်အနောက်မြောက်ခြမ်းပုံတောင်တောင်ကျောတဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျပန်စစ်တပ်ကဝိုင်တွဲလျင်နဲ့ဘုံ46လုံးကျဲချတိုက်ခိုက်သွားကြောင်းပေါင်မြို့နယ်ကာကွယ်ရေးဖွဲ့ကိုလာရန်ကပြောတယ်။အော်တိုဘလာ29ရက်နေ့မနက်7:00နာရီ 22မိနစ်ကစပြီး7:34မိနစ်အထိတရောင်းလေတက်ကတက်လာတဲ့ဝိုင်တွဲလင်းတစီကပေါင်းမြုပ်နယ်နောက်မြောက်ချမ်းရှိပုံတော်တကြောတဝိုင်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲပုံ46လုံးတဲကြတိုက်ခိုက်သွားတယ်စေကရီတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းတိုက်ခိုက်ခဲ့တာပြည်သူတွေထိခိုက်တယ်ရရှိမှုနဲ့နေပြည်စီရမျိုးကိုတော့ဆက်လက်ဆောင်ဆန်းနေသေးပါခုနှစ်နိုင်ဝင်းစင်လောက်ကကင်ထောက်တဲ့မခွေတဲ့ ATR 42 MP ကင်ထောက်နဲ့တနအိကျော်တဲ့ပေါတင်လေးနေဆက်တွေကိုမနေ့ပိုင်း7နိုင်ကျော်မှာဝိုင်တွဲနဲ့လာခြင်းတယ် ဆလပင်ရန်ကုန်တိုင်းကိုကိုကျွန်းမြို့ကိုညိုစောကဝင်ချင်းကျောင်းရာတွင်နဲ့တွားရောက်မဲဆွဲပြီးကိုကိုကျွန်းဒေသဖွံ့ဖြိုးတိုးတက်အောင်သုသာလင်းဆောင်ရွက်ပေးနိုင်တယ်လို့ဆို ရန်ကုန်တိုင်းကိုကိုကျုံမြို့ကိုညိုစောကဝင်ကြီးချုပ်ရာတို့နဲ့သွားမွေးဆွေပြီးကိုကိုကျုံဒေတာဖွံ့မျိုးတို့တောင်တူတာလင်ဆောင်ရပေးနိုင်တယ်ပြောဆိုလာကြောင်းကိုကိုကျုံမြို့နယ်မှာမြို့မိမြို့ဖချို့ကပြောတယ်။အော်တိုဘလ25ရက်နေ့မှာဂျပန်စစ်တပ်ကခန့်ထားတဲ့ဝင်ကြီးချုပ်ညိုစောကကိုကိုကျုံမြို့ကိုရောက်ရှိလာကြောင်းရင်းတို့ရောက်ရှိလာမှာ၎င်းနေဖြင့်ကိုကိုကျုံဒေတာဖွံ့မျိုးရေးအတွက်ဆောင်ရပေးမိဖြစ်ကြောင်းစီးပွားရေးပညာရေးလမ်းပတ်ဆက်သွယ်ရေးနဲ့ကျန်းမာရေးအတွက်ထူးဆိုင်မိဖြစ်ပြီးတော့ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုလည်းအဆင်ပြေစွာရရှိဆောင်ရပေးမိပြောဆိုလာကြောင်းသိရတယ်။ ဦးညွန့်စောကပြောတာကိုကိုကျွန်းဒေတာဖွံ့ဖြိုးတိုးတက်သူစံကုန်လုပ်ပေးမယ်နိုင်ငံတော်နဲ့သူ့အနေနဲ့လုပ်နိုင်တဲ့လောက်စံကုန်လုပ်ပေးမယ်စီးပွားရေးလူမှုရေးလဲအစိုက်ပြောရေးကဏ္ဍအကုန်ဖွံ့ဖြိုးတိုးတက်စေရမယ်သူလုပ်ပေးမယ်ကိုကိုကျွန်းမြို့မှပြည်သူများအနေဖြင့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်အတွက်ဆင်းရဲကြနဲ့ဝိုင်းဝန်းဆောင်ကြလဲညွန့်စောကတိုက်တော်နဲ့ရွှေကပွဲအောင်မြင်မှုကိုကိုကျွန်းကပြည်သူတွေကအားထည့်လုပ်ပေးကြပါဒါပြောရင်သူမကြမကြကိုကိုကျွန်းကိုလာပါမယ်လို့ကိုကိုကျွန်းမျိုးပြမျိုးဖကဆက်လက်ရှင်းပြတယ် ခေါ်ကြောင်မြေနယ်မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်အောင်ဖြင့်ကျန်းဖို့ပါတီမှညွန်စောနဲ့ပြည်သူ့ရှင်ဆောင်ပါတီမှဥရောဦးဝင်းကျော်တို့ကရှင်ပြိုင်းပြီဖြစ်ကြောင်းသိရတယ်။ခေါ်ကြောင်မြေနယ်ရှင်နန်းစီဒီယာဝန်ထမ်းနေစစ်တပ်ရဲနဲ့ဌာနဆိုင်ဝန်ထမ်းတွေကိုတော့ကျန်းဖို့ပါတီကဝန်ကြီးချုပ်ညွန်စောကိုသာဆန္ဒမဲ့ပေးကြရဲ။ယခုကလေးကဌာနအတွင်းကျွတ်တင်အမိတ်ပဲစီရင်ွေလုံဆောင်နေပြီဖြစ်ကြောင်းသိရတယ်။မကြသေးမီကလည်းမင်းအောင်လိုင်ကကိုကိုကျွမျိုးကိုလာရောက်ခဲ့ပြီးဒုတော်ဝင်ရေးသမားကိုလိုက်နာဆောင်ထိန်သူကာကွယ်ရေးမြင့်ရှိသူကလည်းဆန္ဒမဲ့ပေးကြမင်းအောင်လိုင်ကိုယ်တိုင်ကမဲဆွယ်စီရင်ခဲ့ပါတယ် ဆက်လက်ပြီးအာဆီယံကောင်ဆောင်နေရာနံပါတ်တွေကိုမှားရင်ဖော်ပြမိလို့မလေးရှားသတင်းဌာနတောင်းမဲ့ရှစ်တော်အခြားနိုင်ငံများအစည်းအဝေးအာဆီယံထိပ်တည်ညီလာခံမှနိုင်ငံကောင်ဆောင်၃ရဲ့နံပါတ်တွေကိုမှားရင်ဖော်ပြမိကြအောင်မလေးရှားသတင်းဌာနတခုကတောင်းမဲ့ခဲ့ရတယ်။ Radio Television Malaysia ၄၈ကျင်းများအစီအထိုက်တင်ညီလာခံမှရှစ်တောင်အာရှနိုင်ငံသုံးခုရဲ့ခေါင်းဆောင်တွေနာမည်ကိုအရင်နိုင်ငံခေါင်းဆောင်အနေနဲ့ရောထွေးမှရမိကြညာမိခဲ့ကြသော အော်တိုဝါ26နှစ်ကတင်ပြဝင်ခံနေအဲ့ဒီနေ့ကညီလာခံကြောင်းတိုင်းရိုက်တရင်ထုံးလိုက်ခြင်းမှာ RTM ဟာစင်ကာပူထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံကစားနေကိုလူတွေမှားပြီးရှင်ညွှန်းကျင်ကြခဲ့တာဖြစ်တယ်။ RTM သတင်းကျင်ညာသူတွေကစင်ကာပူဝန်ကြီးချုပ် Lawrence Brown ကိုသူ့မတိုင်ခင်ကဝန်ကြီးချုပ်ဟာ Lee Shan Lun လို့ရှင်ညွှန်းသွားခဲ့တယ်။ထိုင်းဝန်ကြီးချုပ် Anutin Chan Bria ကိုကိုလည်း RTM ရဲ့သတင်းဖတ်ကြားသူက2024ခုနှစ်မှာရာထူးကဖေရှားခံရတဲ့ဝန်ကြီးချုပ်ဟာ Strata တာပီစင်ဖြစ်ပေါ်ပြခဲ့တယ်။ ။အစောပိုင်းမှာလည်းအာဒီယာအင်ဒိုနီးရှားသမ္မတဖရာဘိုဝဆူဘီယန်တို့ကိုသူမတိုင်ခဲ့သမ္မတဖြစ်ခဲ့သူဂျိုကိုဝီဒိုတို့ဖြစ်မှိုင်းဖော်ပြခဲ့တယ်။တနင်္လာနာကမလေးဘာသာနဲ့ Facebook ပေါ်မှာကြေညာတစ်ခုထုတ်ပြန်ခဲ့ရမှာဒီမားတွေကိုတောင်းဝန်ထားပြီးဒါကိုတကယ်လေးနဲ့ထားရရမယ့်ကိစ္စလို့ရှင်းမြင်ပြီးတင်တော်သူတို့ကိုင်တဲ့ထားကြောင်းဖော်ပြခဲ့တယ်။ ADN အနေနဲ့ဖော်ပြသတင်းချက်လက်တွေရဲ့စစ်မှန်မှုနဲ့တန်ဖိုးကိုထိမ့်သိမ်းဖို့အတွက်စာတီးဖွဲ့ကိုပုံကြက်မှတ်ပြီးချက်လက်စစ်ဆေးမှုတွေတိုးမြင့်သွားမယ်လို့ပြောတယ်။ဇော်ပိုင်းမှာ Bravo ရဲ့နာမည်ကိုမှိုင်းဖော်ပြခဲ့တဲ့တော့က အာတီဟာအရင်မိုက်တိုင်းအင်ဒိုနီးရှားသမ္မတနဲ့ဆရာကိုဆက်သွယ်တောင်းပန်ခဲ့ကြောင်းသိရပါတယ်။နောက်ဆက်အဖြစ်ကြားရတဲ့အထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။